affinity ဆိုတာပါလဲ remind yourself how it feels complete creative freedom affinity designer affinity photo affinity publisher ဆိုပြီးတော့ဟိုးရင်ကလေးရှိတဲ့ဟာအဲ့ဒါကို canva ai နဲ့ပေါင်းပြီးတော့ affinity ဆိုပြီးတော့ software တစ်ခုနဲ့ထွက်လာတယ်ထွက်တာကလည်း30ရက်နှစ်ဒီ adobe တွေရဲ့အကြီးဆုံး conference ပြီးတာနဲ့31ရက်နှစ်မှာ ceo ကနေထပ်ပြီးတော့ဂျင်ညာလိုက်တဲ့ဟာသူတို့ဂျင်ညာတော့မှတော့အဓိကအနေနဲ့ creative freedom ဆိုပြီးတော့သူတို့ပြောရတာပေါ့နော်လူတိုင်းလူတိုင်းက creative ဖြစ်နိုင်တယ်ဆိုတော့ရည်ချက်နဲ့သူတို့ကလုပ်တာတွေဆိုတော့တော်တော်လေးကို marketing ကောင်းတယ်ပေါ့နော် okay ဆိုတော့ဒီဒီဟာကဘယ်လိုမျိုးလဲဆိုရင် photoshop ရဲ့ illustrator ရဲ့ indesign ရဲ့၃ခုပေါင်းလိုက်ဒီ၃ခုရဲ့လုပ်တဲ့ဟာတွေအကုန်လုံးကိုဒီ affinity တစ်ခုထဲနဲ့လုပ်လို့ရတယ် format ကလည်း affinity ရဲ့အတူကောက် .af ဆိုပြီးပေးထားတယ် is one format and it's simply called .af ပြီးရင်ကျွန်တော်တို့ Photoshop မှာလုပ်ထားတဲ့ file တွေအကုန်လုံးလည်းဒီမှာလုပ်လို့ရတယ် Illustrator မှာလုပ်ထားတဲ့ file တွေအကုန်လုံးလည်းအတိလုပ်လို့ရတယ်ဥပမာပေါ့နော်ဒီမှာစာတစ်ခုခုပြန်ပြင်မယ်ဆိုရင်음ပြင်လို့ရတယ် AI file တွေဆိုလဲဒီမှာ support ပေးတယ်ဒါပေမဲ့တခုရှိတာကဒီ Illustrator မှာကျွန်တော် output ပြင်မှာလုပ်ထားတဲ့ဟာတွေအကုန်လုံးကတော့ပုံမလာတော့ ဒီဟာကကျွန်တော်ဖွင့်တဲ့နေရာမှာအဲတချို့နေရာတွေ setting ကလိုကောင်းလိုနိုင်တယ် okay ပြီးရင်ကျွန်တော်သုံးကြည့်သလောက်ပေါ့နော်ဒီ tool တွေအကုန်လုံးကဒီ Photoshop ရဲ့ shortcut တွေနဲ့အတူတူပဲဥပမာ pen tool ဆိုရင် P ပဲအဲ move tool ဆိုရင် V ပဲပေါ့နော်အဲ့လိုမျိုးဟာအဲ shape ဆိုလည်း U ပေါ့နော် Photoshop သုံးတတ်တဲ့လူဆိုရင်တော့အဆင်ပြေလိမ့်မယ်ဒီ vector ရှိတယ် pixel ရှိတယ်၄ယောက်ရှိတယ်ကျွန်တော်တို့ Photoshop မှာပုံတစ်ခု social media ပြပြတစ်ခုဆွဲလိုက်ပြီဆိုရင် icon တွေလိုရဲအဲ icon တွေလိုပြီဆိုရင်ကျွန်တော်တို့ illustrator သွားတယ်သွားပြီးတော့ icon ဘိုင်းကပြင် ပြင်ပြီးတော့မှ copy ကူးယူပြီးတော့ဒီမှာ Photoshop မှာပြန်ပြီးတော့ထည့်တယ်ဆိုတော့ကျွန်တော်တို့ switch လုပ်ရတဲ့ဟာများရှိတယ် set အနိုင်တွေဆိုရင် Photoshop တစ်ခုတောင်မှအနိုင်နိုင်လုပ်တဲ့ဟာမျိုးဆိုတော့ကျွန်တော်တို့ switch လုပ်တဲ့နေရာမှာအချိန်ကတော်တော်များများကုန်သွားတယ်ဒီမှာကျတော့ တို့ဒီမှာအကုန်လုံးလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးဒီ customization နေရာမှာကြတော့ဒီမှာ create studio ဆိုပြီးတော့ကျွန်တော်တို့ studio တက်တက်ကျွန်တော်နာမည်နဲ့ထည့်လို့ရတယ်ဆိုတော့တော်တော်ကောင်းပါတယ်ဒါပေမဲ့ဒီ Photoshop ရဲ့ workspace နဲ့တူသလားလို့တော့ကျွန်တော်ထင်တယ်ပြီးရင်ဒီမှာ retouch လုပ်လို့ရတယ် color grading လုပ်လို့ရတယ်ဒီမှာပေါ့နော်ဒီမှာဒီဟာတွေလည်းပိတ်လို့ရတယ်မလိုအပ်တဲ့ဟာတွေပေါ့နော်ဒီမှာပိတ်လို့ရတယ် create studio စံကြည့်လိုက်မယ် testing okay ဒီနေရာမှာကျွန်တော်တို့ behavior ကို base လုပ်မလဲဥပမာ vector ဆိုလဲ vector ပေါ့နော်ဒီမှာဒီ profile ရဲ့ icon ကြိုက်တဲ့ icon ထည့်လို့ရရယ်ပြီးရင်ဒီမှာ description ထည့်ပြီးတော့ထည့်လို့ရရယ် customize toolbar ဆိုပြီးတော့ဒီ toolbar တွေအကုန်လုံးလဲ customize လုပ်လို့ရရယ်ဥပမာဒီမှာဒီ align တွေကိုကျွန်တော်အပေါ်ထည့်ခြင်းတယ် okay ထည့်လို့ရပြီ okay ထည့်လို့ရရယ်ဒီမှာရှိပြီးသားဟာလဲပြန်ပြီးတော့တင်လို့ရတယ် โอเคဆိုတော့ custom mic ကတော့တော်တော် mic ပါတယ်တော်တော်အများကြီးရှိတယ်ဒီ raw photo ကနေ ready ဖြစ်တဲ့ ठी ကိုဒီကနေလွတ်လွတ်ရတယ်ဆိုတာတော်တော်ချိန်ညာသွားတယ်လေယောက်မှာကြတော့ဒီ photoshop ရဲ့ in design နဲ့အတူတူပဲဒီမှာကြတော့အကုန်လုံးတခါလေးလွတ်လွတ်ရတယ် page setup တွေပိုင်းကအကုန်လုံး master page ကိုရတယ် asset တခုခုလုတ်လိုက်တဲ့ဟာတခုကို canva မှာအလွယ်လေး import လုပ်လို့ရတယ် link လုပ်လို့ရတယ်ပေါ့နော် Photoshop မှာဆိုရင်ကျွန်တော်တို့ဒီ non destructive ဖြစ်အောင်ပေါ့နော် smart object အရင်လုပ်တယ် smart object လုပ်ပြီးမှကျွန်တော်တို့ blur တွေပါငယ်အကုန်လုံးထည့်ကျင်တာထည့်တယ်အဲ့ဒါမှအဲသူရဲ့ original ကိုမထိဘူးဒါပေမဲ့ဒီမှာကျတော့ကျွန်တော်တို့ဘာမှထပ်ပြီးတော့လုပ်စရာမလိုဘူး fully non destructive means all your effects and filters can all be applied or removed while keeping your original files intact this means you can create fearlessly filter တခုအနေနဲ့ထပ်ပြီးတော့ထွက်လာတယ်တခုခုပေါ့နော်ကျွန်တော်တို့ လုပ်တဲ့ဟာအကုန်လုံးကို သူ့ရဲ့ဟာကိုလုံးဝမဖြတ်ဘူး performance performance ကြီးမယ်ဆိုရင် သူ့ရဲ့ file size က window မှာဆိုရင် MB 300ဝန်းကျင်လောက်ပဲရှိတယ်ဒီ Mac မှာဆိုတော့900 MB ပေါ့နော်ဆိုတော့ 1GB မပြည့်ဘူးကျွန်တော်တို့ Photoshop တွေက Mac မှာဆိုရင် 8GB လောက်ရှိတယ် software down တဲ့ဟာ window မှာဆိုတော့ 5GB လောက်ရှိတယ်တော်တော်ကြီးရဲ့ Photoshop တွေပိုင်းညာကြတော့တော်တော်လေးကိုလေးတယ်ဒီ spec တွေကမြင့်မှရတယ် ခုနောက်ပိုင်းဟာလေဆို SSD မှာအဆင်ပြေတယ် performance အရင်လိုတယ်ဒါပေမဲ့ဒီဟာကြတော့ပေါ့ပေါ့ပေါ့ပါနဲ့လုံးလို့ရဆိုတော့ဒီဟာက2020ဝန်းကျင်တုန်းက hardware တွေဒါမှဒီ mid range ပေါ့နော်ဒီ hardware တွေဒါမှ AC9 နဲ့အနေထားတော့ကြည့်တယ် okay ပြီးရင် undo history ကျွန်တော်တို့လုပ်တဲ့ဟာအကုန်လုံးရော undo ပြန်ပြီးတော့အဆုံးထိလုံးလို့ရဒီဟာက photoshop မှာလည်းရတယ်ဒါပေမဲ့ photoshop မှာကြတော့အာ100လောက်ထိလာအဲ့လိုမျိုးကျွန်တော်တတ်မှတ်လို့ရတယ် ဒါပေမဲ့အများကြီးသတ်မှတ်လိုက်မယ်ဆိုရင်ဒီ step by step လုပ်ထားတဲ့ဟာတွေအကုန်လုံးကို तू က memory မှာတိန်းထားတာဆိုတော့စက်ကတော်တော်လေးရယ် undo step တွေများတဲ့ခါကျတော့မှတ်ထားတဲ့ဟာများရင်လေးရယ် canva ai canva ai ကြတော့ကျွန်တော်အကုန်လုံးသိရတဲ့အတိုင်းပဲဒီ generative field တွေ expand လုပ်တဲ့ဟာတွေ upscale လုပ်တဲ့ဟာတွေအများကြီးရတယ်ဒါပေမဲ့ဒီ affinity မှာကြတော့ canva ai ကဝယ်ရမှာပါ အကန်ပိုင်းရင်သွားမယ်ဆိုရင်ဒီမှာ prom လုပ်မယ်ဆိုရင် premium version ကိုတောင်းပါတယ်အရင်သုံးကျင်နေဆိုတော့ဒီဟာက canva ရင်ဝယ်မရမယ်ဒါပေမဲ့ကောင်းတဲ့ဟာတစ်ခုကခုလက်ရှိ canva သုံးထားတဲ့လူတွေကတခါရဒီ canva ရင်ကိုသုံးလို့ရမယ်မြန်မာဖောက်မှာဆိုရင်တော့ဒီ unicode က error ရှိသေးရဥပမာပေါ့နော်ဒီမှာပြထားတယ်မင်္ဂလာပါရိုက်လို့မရသေးဘူးဒါပေမဲ့ဒီဟာကျ update တခါထွက်ရင်အဆင်ပြေမယ့်ဟာမျိုးပေါ့နော်ပြဿနာကြီးကြီးတော့မဟုတ်ဘူးဒါပေမဲ့ တစ်ခုရှိတာကဟိုးရင်တော့ကျွန်တော်တို့သုံးခဲ့တဲ့ W phone တွေပေါ့နော် W art house တွေပေါ့ညာအဲ့လိုမျိုးဒီတစ်ကနေ90တိရှိတယ်အဲ့ဟာတွေအကုန်လုံးကတော့သုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီဟာက free ဆိုတော့ပြောင်းတင်လာပေါ့နော် internet မှာလည်း subscription တွေအကုန်လုံးရက်လိုက်မယ်ဆိုတဲ့ဟာတွေအများကြီးရှိတယ်နော်ဒါပေမဲ့ဒီဟာတွေကတော့တယောက်နဲ့တယောက်ဘယ်လိုသုံးလဲဆိုတဲ့ပုံမှာမူတည်နေမယ်ဆိုတော့ကျွန်တော်တို့ဘာလို့ switch လုပ်တင်လဲအဲဘာရီစဉ်းစားမလဲဆိုရင်ပထမဆုံးအနေနဲ့ Adobe user က subscription ယူတဲ့လူတွေက32.5 million ဆိုတော့တော်တော်များတယ်။ဒီဟာကဘာလို့ဆိုလို့ဒါလဲဆိုရင်ဒီဟာက industry standard အနေနဲ့အသုံးတယ်။ကာလတစ်ခုအထိလုံးဝအာ standard အနေနဲ့ရှိအောင်မယ်ဆိုတဲ့ဟာပြတယ်။ဆိုတော့ကျွန်တော်တို့ခုမှစားလေးလာမဲ့လူတွေပဲဖြစ်ခုလေးသုံးနေတဲ့လူတွေဆိုရင် Adobe ကဘယင်ဖြစ်နေတော့ပါပဲပေါ့နော်။နောက်တစ်ခုကကြာ client တွေဘယ်လိုလိုချင်လဲ။ အဲ့ပေါ်မှာမူတည်လဲဥပမာကျွန်တော်တို့စောက်ထုတ်မယ်ဆိုရင်လည်းအဲ့စောက်ထုတ်တဲ့ဟာတစ်ခုကိုဒီ affinity fine တစ်ခုနဲ့ပို့ရင်အဆင်ပြေပါမလားပေါ့နော်အဲ့လိုဟာရအများကြီးလည်းရှိသေးတယ်ပြီးရင်တို့ဘယ်လိုမျိုးလိုချင်တာလဲတို့လိုချင်တဲ့ဟာနဲ့ကိုက်ပါမလားပေါ့ပြီးရင်နောက်တစ်ခုကကြတော့ software efficiency ကျွန်တော်တို့ဒီ Adobe ဟာရအကုန်လုံးတုံးလာတာ2016စခွန်တုန်းကစတုံးတာဒါပေမဲ့အဲ့တုန်းကတော့နည်းနည်းပါးပါးပေါ့နော်အဲ့အဲ့တုန်းကနေစပြီး Photoshop တုံးလာတဲ့ဟာအခုချိန်ထိဒီဟာကိုထပ်ပြီးတော့လေ့လာမယ်ဆိုရင် အချိန်တစ်ခုပေးရမယ် အဲပြီးရင်နောက်တစ်ခုကကြတော့ဒီဟာကခတ်သေးသေးလို့မြင်လို့မရဘူးဘာလို့လဲဆိုတော့အရိုဘီကိုရှင်းနိုင်ဟောဖဲ့နိုင်တဲ့သူ့ဗီဒီယိုကိုကြည့်လိုက်ပါတော်တော်လေးကိုဖဲ့ပါတယ်အဲ့လိုမျိုးဖဲ့နိုင်တဲ့အရေးချင်းတစ်ခုရှိလို့သူတို့ကအဲ့လိုမျိုးပြောနိုင်တယ်ဆိုတော့ဒီဟာလည်းလေ့လာမယ်ဆိုရင်အချိန်တစ်ခုရေရောပေးရလိမ့်မယ်ကျွန်တော်တို့ဒီ Photoshop သုံးတယ်ဆိုတော့ အခုမှကျွန်တော်တို့ social media design တခုခုဆွဲတယ်ဆွဲပြီးရင်ဒီဟာကို motion လောက်ကျန်တယ်ဆိုရင်အဲ့မှာ to adobe ဟာတွေကိုလုံး link တခုနဲ့တခုအရင်ဖြစ်တယ်ဥပမာ subscription ဝယ်ထားတဲ့လူတွေဆိုရင်ဒီမှာ library တွေပိုင်းအလုပ်မျိုးပေါ့နော်အများကြီးရှိတယ်ပေါ့ပြီးရင် adobe ဟာတွေလည်းဒီကျွန်တော်တို့မြန်မာနိုင်ငံမှာသာတော်တော်များများကဒီ crack ပဲသုံးနေကြတာတကယ်တော့ပတ်စံပေးပြီးရောဝယ်ထားတဲ့လူတွေဆိုရင် AI ကတော်တော်လေးကိုမိုက်ပါတယ်ဟိုခု30ရင်းနဲ့ထွက်ထားတဲ့ AI feature တွေလည်းတော်တော်လေးကိုမိုက်တယ်ပို့ပြီးတော့ကောင်းလာတယ် retouch တွေပါ냐ဆိုလဲ AI နဲ့အများကြီးလုပ်လို့ရတယ်ဒီ version မှာပဲအကုန်လုံးလုပ်လို့ဆိုတော့ AI မှာလည်း Adobe ကတော်တော်လေးကိုတာပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့က affinity ကို free လို့သာပြောတာဒါပေမဲ့ကျွန်တော်တို့ AI ပါ냐သုံးမယ်ဆိုရင်တော့ဝယ်ရမှာပဲအခုလက်ရှိ Canva ကိုဝယ်ထားတဲ့လူတွေဆိုရင်တော့ဒါကမဖြစ်မနေသုံးရမှာတဲပါတယ်ပို့ပြီးတော့ pro ဖြစ်တဲ့ tool တစ်ခုကို ရသွားတယ်အလကားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့တော်တော်လေးကိုမိုက်တယ်ကျွန်တော်တို့ဒီ industry လိုမျိုးမသွားခြင်းကိုကိုယ့်ဘာသာကိုဒီဇိုင်းလုပ်ခြင်းတာမျိုးကို base အတွက်ကိုလုပ်ငန်းတစ်ခုအတွက်ပေါ့နော်အဲ့လိုမျိုးသုံးခြင်းနဲ့ဆိုရင်ဒီဟာကမှဖြစ်မနေသုံးရမှာပါဘာလို့လဲဆိုတော့ Canva ထက်လည်းတော်တော်လေးကိုမိုက်တယ်တော်တော်လေးကို perfect ဖြစ်တဲ့ဟာပြီးရင် Canva AI လည်းရတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ကဒီ industry လိုမျိုးသွားခြင်းနဲ့တကယ် professional designer သွားခြင်းနဲ့ဆိုတော့ပြောပြီးပဲအပဲ ခုထိနောက်လည်းကြာကြီးစနစ်တစ်ခုအနေနဲ့ရှိနေအောင်မယ်ဒီ affinity ကဘာလို့ free ပေးလဲဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်သူတို့ကြောင်မြန်မာတုန်းကလည်းဒါ free forever ဆိုပြီးပေးထားတယ် affinity is free forever because creatives deserve better သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့အကုန်လုံးကြားဘူးကြားတယ် if something is free uh, you are the product ဆိုတဲ့အတိုင်းပဲတခုခု free ဖြစ်ပြီဆိုရင်ကျွန်တော်တို့က product ပဲဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော် affinity ကိုတုံးလိုက်ပြီ okay အဲ့လိုမျိုးလူတွေအများကြီးကဒီ affinity ကိုတုံးလာမယ်ဆိုရင်ဒီဟာက standard အနေနဲ့ဖြစ်လာမယ်အဲ့ဒါဖြစ်ပြီဆိုရင်တို့ရဲ့ ecosystem ကတော်တော်လေးကိုကြီးလာမယ်ဒီ canva subscription လည်းများသက်သက်များအောင်ပါခုလက်ရှိလည်းကျွန်တော်တို့ affinity ကိုအပြည့်အဝတုံးခြင်းနဲ့ဆိုရင် canva ai ဝယ်မှဒီ ai feature တွေအကုန်လုံးပါလာမယ်ဆိုတော့ဒါ free free of free ရဲ့ဒါမဲ့ကျွန်တော်တို့အကန့်တက်နဲ့ free ပေါ့နော် affinity ကိုစမ်းသုံးခြင်းနဲ့ဆိုရင်အဲအလွယ်လေးပါပေါ့နော် ဒီမှာ website ကိုဝင်ပြီးတော့ AFFINITY ဆိုပြီးတော့ရှာလိုက်ပါရှာလိုက်ပြီဆိုရင်ဒီမှာ Affinity Studio ဆိုတာရှိတယ်ဒီမှာဝင်လိုက်တယ် Okay ဒီဟာပေါ့နော်ဒီမှာ Get Affinity ဒီနေရာမှာ Sign up to download ဆိုပြီးတော့ရှိတယ်ဒီနေရာမှာ account နဲ့ပေါ့နော် Gmail တောင်းလိုက်မယ်ဒီ Gmail နဲ့ဝင်ပြီးတော့သွားလိုက်မယ်သွားပြီးရင်ဒီနေရာမှာအာ Mac ဆိုရင် Mac ပေါ့နော်ဒါတော့ရှင်းတယ် ဒီ window မှာကြတော့ဒီ MXIX ဒီခုနောက်ပိုင်းပေါ်တဲ့ဟာပေါ့နော်တကယ်လို့သိကြစင်လဲဆိုရင်ဒီမှာ 64D အောက်ကဟာပေါ့နော် EXE ဟာကိုထောင်းလိုက်ပါတကယ်လို့များကျွန်တော်တို့ဒီ laptop ကခုနောက်ပိုင်းပေါ်လာတဲ့ဒီ Snapdragon လိုမျိုးဒီ arm arm chip တွေဆိုတော့အမတရားတွေလိုလိမ့်မယ်ပေါ့နော်ဆိုတော့ပါပဲဒီမှာထောင်းပြီးရင်တော့ဒီမှာကြာလာလိမ့်မယ်ကြာတဲ့ဟာကိုကျွန်တော်တို့တွင်းလိုက်ရောင်းပဲပေါ့နော် ဒီတခုရှိတာကဒီမှာထပ်ပြီးတော့ဝင်မယ်ဆိုရင် account ထပ်ပြီးတော့တောင်းပါတယ်အဲပြန်ဖြည့်လိုက်ရင်ရပါပြီ canva user တွေဆိုတော့ဒီ canva တုံးထားတဲ့ account နဲ့ဝင်လိုက်ရင် canva ai နဲ့တခါရမယ်ဆိုတော့တောင်းရတာလည်းလွယ်တယ်ဆိုတော့တယောက်ယောက်တည်းထောက်ကူတူကူဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဒီဟာတွေအကုန်လုံးပေါ့နော်လေးလာလေးလာရင်းနဲ့ဒီလိုမျိုးလောက်ချင်းဖြစ်ပြတယ်ပေါ့နော်လဲရှင်းသွားရဆိုရင်လည်းတောင်းပန်ပါတယ်โอเคဆိုတော့ဒီကနေ့တခုခုရလိမ့်မယ်လို့ထင်ပါတယ်အကုန်လုံးကျေးဇူးပါ